အမလီမော်လိုက်တာအမရဲ့စာတင်ချိန်45မိနစ်ကိုလေ45မိနစ်လုံးစာတင်ရရင်ကျမအဲ့လောက်မမော်ဘူးနိုင်ကွက်လောက်ကသူတို့ဘလူးဆိုင်တီးနေရတယ်45မိနစ်လောက်ပဲစာတင်ချိန်ရှိတယ်ကျမမှမော်လိုက်တာဆိုတာလေတခါကြီးကျရင်စိတ်တော်တော်လေးပေါ်မှာကုန်တာသိလားတခါလီရလို့ရှိရင်သူတို့နဲ့လေအလေးသာပေါင်းပြီးရတာလိုက်လိုက်ရှင်တော့ပဲခဲ့ပဲမလီကျမလည်းဘာထူးလို့လဲအခုကမော်လို့ထိုင်နေတာ ဒီလိုပဲလေမရဲ့ဝါသနာရကိုရီးယားဒီလမ်းကိုရွေးချက်ထားတာဆိုဒီလမ်းကိုပြီးဆုံးအောင်တော့600မှာပဲဟုတ်ပါဟုတ်ပါအဲဒါပေမဲ့အမကျွန်မပြောမှာနော်အခုပြောင်းလာတဲ့ကြောင်းအုပ်ကတော်တော်ဆိုးတယ်လို့ပြောတယ်နော်ဒီဘက်ကကျွန်မကျွန်မအတိလေအဲ့ဒီဘက်ကပြောင်းလာတယ်ကျွန်မအတိလားကျွန်မကိုပြောတာအဲ့ဒီဘက်ကကျောင်းလာတယ်အပိတ်ဆိုးလာတယ်ဒီဘက်ကအကြံကိုရောက်လာတာတဲ့อืมမလီဟုတ်တယ်ဟုတ်တယ်ပြောပြရမှာကျွန်မဟိုတနေ့ကွယ်ကျွန်မကတိုင်ကတိုင်ကိစ္စကိုကျွန်မဟိုမှာမတန်အင်းရဲ့စကားတစ်ချက်ပြောနေရတယ် ကျမတို့အတိုင်းနိုင်မဝင်ဘူးလားဘာဖြစ်လို့စကားကြီးရပြောနေလဲကျမဒေါသကြီးထွက်လာတော့လေကိုကြောင်ကိစ္စကိုစကားပြောလို့တော့မရဘူးဟွန်းဟုတ်ကဲ့ဟုတ်ကဲ့ကျမလေးတော့မဖုံးနိုင်ဘူးဟယ်လိုကျမမတ်ရှိုပါကြောင်ကိစ္စဆုံဆံမဲ့ဆိုလို့လေအော်ဟုတ်တယ်မတ်ရှိုအမလီဟုတ်တယ်မိနေတာကျမမိနေတာကျမအခုဆုံဆံလိုက်မယ်ကြောင်ကိစ္စလေးကိုလေနော်ကြောင်မေးပြီမယ်မေးပြီမယ်ကျမမှာအတိတွေအများကြီးရှိတယ်နော်ကျမမေးပြီမယ်ကျမအခုပြန်ဆက်လိုက်မယ်နော်မဘာကြောင်ကိစ္စတော့ တက်ကတူလားအဝေးစင်လားဘယ်ကသာရန်ကုန်ကအမျိုးတွေပို့တာသမီးကိုတဲ့ចောင်းထားခြင်းလို့တဲ့အဲ့ဒါ international school ပဲဖြစ်ဖြစ် private school ပဲဖြစ်ဖြစ်အဲ့လေစုံစမ်းပေးပါဆိုလို့ကျွန်မစုံစမ်းနေတာဟင်ဘယ်ရမလို့တော့သူတို့ကအမြောက်ကလာအမမြောက်ကလာအမလေးရန်ကုန်ကများဒီမှာ KPTC ရှိရလေမသိဘူးလား KPTC ကို KPTC ကမြန်မာနိုင်ငံမှာနေမကဘဲနဲ့ထိုင်းနိုင်ငံမှာပါဖွင့်ထားတဲ့ international private school ဖြစ်ပါတယ် KPTC မှာက 3 kg ကနေပြီးတော့ secondary ရှိတက်လို့ရပါတယ်နောက်ပြီးကြတော့ free igcse igcse ged အတန်းတွေကိုလည်းတက်ရောက်နိုင်ပါတယ်စနေနေ့ကနေရုံပရက်ဒီမှာသင်တန်းတက်ရှင်တဲ့သူတွေအတွက်လည်းရုံးချိန်ကြောင်းချိန်လို့ language school program တွေ international school readiness class တွေနဲ့ GED လေးလပြည့် special class တွေလည်းရှိပါတယ် အခုဖွင့်လိုက်မယ်မြောက်အောက်လာကမ်းပတ်မှာဆိုလို့ရှိရင်လည်းအော်တိုဘာလ26 29 28မှာပွဲကျင်းပပြီးတော့ပွဲကျင်းပမယ့်နေ့မှာပဲကြောင်းလာအပ်တဲ့သူတွေအကုန်လုံးကိုမတူညီတဲ့ special discount တွေလည်းပေးသွားအောင်ပါလိမ့်စာကတော့အမှတ်တရလေးသူတမလမ်းမကြီးစီမင်းဆောင်စက်မှုလက်မှုရက်ွက်မြောက်အောက်လာဘာအဝိုင်းအနီးစီနီမာရုပ်ရှင်ရုံရှိမြောက်ကလပ်ဘာမြို့နယ်ရန်ကုန်မြို့မှာပဲဖြစ်ပါတယ်ဟဲ့ကောင်းလိုက်တာအဲ့ဒါကျမအခုကဖုံးပြန်ဆက်လိုက်တော့နောက်မှပြောနောက်မှပြောဟိုမှာမိတွေတော့ကြွနေတော့ပြီးသားပြီဖုံးပြောနေဆိုနင်းထိုင်စုခံရမှာ ဆမိုင်းရှင်ဆမိုင်းမင်္ဂလာပါရှင်ကဲသားတို့ဆောင်းမဲကန်ရအိမ်မနေနဲ့ရတဲ့ပို့နေရင်ပြေမရသေးတဲ့ပို့နောက်မှတိကျစဉ်းစားပြီးဖြည့်အမလီကျမသားသမီးတွေကတော့မှားစရာ ਉ မလိုတာငါသားကြီးတော့ရဲဆိုတာဆမသိပြီးသားတစ်ခုပဲဖြည့်ပြီးတဲ့အပုတ်တိုင်းပြန်ပြန်စစ်တော့ကြားလာဒီနှစ်ကတော့ငါတို့ပထမနှစ်ပဲထင်ပါတယ် မသိပြောတာပါပဲနောက်ပြီးကျမတို့ကြောင်းအမြဲတမ်းပထမရဆောင်းကတော့တရင်ကျွတ်လည်းမနာရဘူးဒီဆောင်ပဲပြောစင်းနိုင်ဝယ်ပြီးတော့ဟုတ်ပါပြီကွယ်ဝယ်ပေးပါမယ်အနောက်ကျဆောင်မတော့ဝယ်ပြီးမယ်နော်အမလီငါသားသမီးရေကတော့ဘာမှမပူစားပါဘူးဒီမှာ ဆရာမမပူဇာလဲငါသားတို့ဝယ်ပေးမှာနော်သူများတကာတွေလို့ခဏနေမှာမဟုတ်ဘူးအခုငါသားတို့ဆမ်ဝါခန့်နဲ့ချွတ်ဆိုဝင်တာနဲ့ဆရာမဘုတ်ဆိုသွားဝယ်ပြီနားလဲနော်သိချာတာဖြေခဲ့ကြားလားဆရာမသားတို့ဝယ်မယ်ဆိုရင်နော်ယူနိုက်ဝယ်ပေးနေဖုန်းနဲ့ချက်လို့ရတယ်ဆမ်ဝါနိုက်ဝယ်ပေးအေးပါဟုတ်ပါပြီဟုတ်ပါပြီအဲ့ဒီဆမ်ဝါဆိုတဲ့ဟာကြီးကိုဝယ်ပေးပါမယ်ဟိုဒါပေမဲ့ဟို ဆီယမ်မယောက်ကြောက်ဝယ်ပေးသလိုမျိုးဒီလိုဟိုအိုင်ဝက်တော့ဝယ်ပေးလို့မရအောင်နော်ဒါဆီယမ်မယောက်ကြားတင်မောသားသူဝယ်ပေးထားတာဒါကြီးဆိုဆီယမ်မဝယ်ပေးနိုင်ဦးနော်ဟိုတော်တော်တော်စာဦးသားတရားရအောင်ပြီကြားလားအော်ဆီယမ်ခဏနေရောဆီယမ်ဝက်ဝယ်မယ်ဆိုရင်မော်လမြိုင်အောက်လမ်းမကြီး MOH မှာဝယ်အဲ့မှာစုံတယ်နော် အမလေးတိပါတယ်တိပါတယ်လွတ်သားရှာရှိရနော်ဒီမှာအော်လမကြီးရွှေတောင်ရက်က MOH မိုဘိုင်းဆိုင်အောင်ပြောရမလားတိတယ်တိတယ်အဲ့ဒီမှာစုံတယ်အဲ့ဒီမှာလေရှောင်းမီဖုန်းတွေလည်းသူများနဲ့မတူဘူးဈေးတော်တော်တန်တယ်နော်ငါအဲ့ရပဲဝယ်တာကဲသွားကြွတော့တိချတာဖြစ်လာခဲ့ကြားလား ဘာများလို့လဲမသိဘူးကွာ။ဟောအေးဟိုအခုဆ iam ခလေးတွေ ਆ လေညနာစွမ်းရည်ပြိုင်နေတာစလဲတော်ကြတယ်လေအဲ့ဒါသူတို့ကိုဆူရှာခြင်းလို့ smart watch လာကြည့်တာအမိုခေမှာစုံနေဆိုလို့လေသူတို့ကလည်း smart watch ပဲလိုချင်နေတဲ့။ဟိုနည်းနည်းတော့ရှင်းပြရမယ်နော်ဆ iam သိနားမလဲ။ဟုတ်ကဲ့ဆင်ပါ။ယောက်ျားလေးတော့လားမင်းကြီးတော့လားဆင်ပါ။ယောက်ျားလေးအတွက်ယောက်ျားလေးအတွက်ယောက်ျားလေးတော့လည်းမဆိုရင်တော့ Xiaomi တွေကအကြမ်းခံတယ် Xiaomi ဘန်နိုင်ရအောင်ဆင်ပါ။နောက်တစ်ခုအနေနဲ့မှန်ခုံးတာလည်းမကြိုက်ဘူး၄လောင်းဖန်တယ်ကြည့်တုံးကျင်တယ်ဆိုရင်တော့အမဲဖိဖိတွေရရမယ်ပြန်ပါနောက်တစ်ခုအနေနဲ့မှန်ခုံးတာကြိုက်ပြီးတော့ဖက်ရှင်ကြက်ကြက်လေးတုံးကျင်တဲ့လူတွေအတွက်ဂိုင်းဖလက်ရအောင်ပြန်ပါ အားမဟုတ်ပဲနဲ့ဈေးအတင်းတင်းနဲ့ fashion နဲ့ဖုန်အကြမ်းနဲ့ခံတဲ့တုံးကျင်နဲ့ဆိုရင်တော့ GS attitude ရမှာဖြစ်တယ်။ fashion နေစုံနဲ့ဟိုဘလို့ fashion စုံတာလဲငါသားရဲ့ GS attitude မှာက GPS ကြည့်လို့ရပါမယ်။နောက်ပြီးကြတော့1200နှစ် bright နဲ့ပါတာကြောင့်နေပူထဲမှာတောင်ကြီးကြီးလင်းလင်းပြပြတသားနဲ့မြင်ရမယ်။ရေစုံလဲခံတယ်။ AMOLED display ဖြစ်တယ်။နောက်ပြီးကြတော့ဒီနိုင်နဲ့လည်းဖုန်းပြောလို့ရတယ်ဆီမှာ။ဖုန်းပြောလို့ရတယ်။အိုးအိုးကျန်တဲ့ဟာတွေကဖုန်းပြောလို့မရဘူးလား။ဒီနှစ်ခုကတော့ဖုန်းပြောလို့ရပါမယ်ဆီမှာ။ ကျန်းတော့တော့ဖုံးပြလို့မရဘူး။ဟောအဲ့နှစ်ခုပဲရရလား။ဟောအဲ့ဆိုလို့ရှိရင်ဟိုအဲ့ဒီနှစ်ခုကိုဆီယမားတော့ထည့်လိုက်။ဖုံးပြလို့မရတဲ့ဟာကိုသူ့အတွက်ထည့်ပြီးလိုက်။ A few minutes later ။ကဲမာအတာရတဲ့နိုင်။ဆီယမားအဲ့တောက်တော့ဝယ်ရပြန်နိုင်လား။အေးဟုတ်တယ်ဟုတ်တယ်အမလီဒီမှာငါတောက်တော့ဒီဇမောင်းငါသားတယ်။နိုင်ရအေးမကြည့်။ဟိုဖြစ်နိုင်တယ်မလား။အမဝဖြစ်နိုင်အေးမကြည့်။တောက်တော့နိုင်ရအေးကြီးလား။ ဟဲ့ဟဲ့ဟဲ့အော်ဖြစ်နိုင်တော့အရင်ပြောဖြစ်နိုင်တယ်မလားဟိုဘက်ကဟာတွေဖြစ်နိုင်လားမဖြစ်နိုင်လားငါသိကျင်နေပြီကဲလိုချင်တဲ့နိုင်လေရနေပြီမဟုတ်လားကဲပြောစမ်းပါဆရာမကိုဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဖြစ်နိုင်ဆိုမဖြစ်နိုင်ဘူးအမလေးဘယ်နှပုတ်တော့မဖြစ်နိုင်တာတော့တုံးပုတ်တုံးပုတ်တုံးပုတ်တော့မဖြစ်နိုင်လားဟဲ့တုံးပုတ်တော့မဖြစ်နိုင်အောင်လေငါသားရဲ့ဖြစ်နိုင်လားမဟုတ်ဆိုမှာတုံးပုတ်ပဲဖြစ်ခဲ့တာနေစမောင်းမိကဘယ်နှပုတ်မေးရလဲ12ပုတ်12ပုတ်12ပုတ်ကိုတုံးပုတ်ပဲဖြစ်နိုင်တယ်ဟမ်ဟာ မင်္ဂလာပါအမိုခင်မိုဘိုင်းညီပြောကြွလိုက်ပါတယ်အမိုခင်မိုဘိုင်းကမော်လမြိုင်မြို့အမှတ်194အောက်လမ်းမကြီးရွှေတောင်ရဲမှာရှိပါတယ်အမိုခင်မိုဘိုင်းမှာကဖုန်းမျိုးမျိုး smart watch မျိုးမျိုးနောက်ပြီးကြတော့ဖုန်းနဲ့ပတ်သက်တဲ့ accessory မျိုးစုံကိုလည်းတနေရာတိုင်းမှာရိုက်ရှိနိုင်ပါတယ်နောက်ပြီးကြတော့ AMOKI Mobile မှာက Xiaomi Redmi ဖုန်းတွေကိုလည်းသူများနဲ့မတူတဲ့ဇင်းလုံးတွေရအောင်ပါเนาะ AMOKI Mobile ဝယ်တဲ့ဘယ်ဖုန်းမဆို တသက်စာလက်ခအခမဲ့နဲ့ပြင်ပေးနေတာဆိုတော့အမူခီမိုဘိုင်းကိုအမြန်ဆုံးနှမ်းလာဖို့ဖိတ်ခေါ်လိုက်ပါတယ်။